အလုံးအလုံးဝမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဘတ်တူဂျာအနေနဲ့ဗန်ကူရှော့တွက်လို့မရအောင် ပြောပြလာခဲ့တဲ့ဗန်ရဲ့ပြိုင်ဖက်ဟောင်ဂျီဘရူနိုစီဗာရဲ့အကြောင်းဖိလစ်ပိုင်ရဲ့ပထမဆုံးနှစ်ထပ်ကွန်းချန်ပီယံဖြစ်လာစေရမယ်လို့ဂရိပြုလိုက်တဲ့ဂျော့ရှွာပါစီယိုရဲ့အကြောင်း1538အတွင်ပွဲချင်းတွေကိုကြီးညာလာခဲ့တဲ့ဝမ်ချမ်ပီယံရှစ်ရဲ့အကြောင်းနဲ့မာလာပါရင်ဆိုတဲ့တမ်နီ ရော့ထန်ကိုအမောက်သိပ်ပြချင်တဲ့ဆိုတဲ့နောင်အိုရဲ့အကြောင်း ဆောင်းရင်စိတ်ဝင်စားစရာတွေကိုဒီကနေ့မှစူးစီးတုံးတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်တွေမျောလင့်ဆောင်စားနေကြတဲ့အလက်ဇန္ဒားဖတ်တူဂျာနဲ့ဂျော့ရှော့ဗန်ဒူရဲ့ flyweight champion လူပွဲတွဲဆိုင်ကတော့တရားဝင်ဖြစ်လာခဲ့ပါပြီ။ဒီတွဲဆိုင်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပပြုလုပ်သွားမယ့် UFC 323ကြိမ်ပွဲရဲ့ဒုတိယကောင်ပွဲအနေနဲ့ပါဝင်သွားမှာဖြစ်ပါလိမ့်။ဒီတွဲဆိုင်ကို UFC ဖက်ကတရားဝင်ကြီးညာထားပြီးပါပြီ။ဂျော့ရှော့ဗန်ဟာ UFC မှာထူးတက်ခွင့်ရရှိထားတဲ့ပထမဆုံးသောမြန်မာ fighter လေးဖြစ်ပါလိမ့်။ တို့အနေနဲ့ UFC မှာပထမဆုံးတော့မြန်မာနိုင်ငံသားချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုပါပိုင်ဆိုင်သွားနိုင်မလားဆိုတော့ကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလွန်နေပါတယ်။ Flyweight တက်မှာတော့ Alexandra Pantuchan တင်းအောင်ပြိုင်ဖက်ကင်းဖြစ်ပြီးမင်းမူနေခဲ့တာကြာလာပါပြီ။ Joshua Van အနေနဲ့သူ့ကိုဖြုတ်ချသွားနိုင်ဖို့ဆိုတာကအခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးရှိသေးတယ်ဆိုပေမဲ့လည်း Joshua Van ဟာငယ်ဝယ်ပြီးတော့မှအလားအလာရှိတဲ့ fighter မလို့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိနေပါတယ်။ လက်ရှိမှာတော့ Joshua Van Haar short တွက်လို့မရတဲ့ fighter တအုပ်ဆိုပြီးဖန်တူဂျာကိုတတိပီးသွားခဲ့တဲ့ fighter လည်းရှိပါတယ်။သူကတော့တခြားမဟုတ်ဘဲ Joshua Van ရဲ့ပြင်ဖက်ဟောင်းဖြစ်တဲ့ Bruno Silva ပဲဖြစ်ပါတယ်။ Joshua Van နဲ့ Bruno Silva တို့ဟာပြီးခဲ့တဲ့ဂျွန်လတုန်းကမှထူးတက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပြင်ပွဲမှာတော့ Van ကတတိယအချီပြီးခါနီးမှာအလဲထူးနဲ့နိုင်ခဲ့သွားခဲ့တာပါ။ Van နဲ့ထူးတက်ခဲ့မှုတာကြောင့် Bruno Silva အနေနဲ့လည်း Van ရဲ့အကြောင်းကိုကောင်းကောင်းသိထားပုံရပါတယ်။ ဒါကြောင့်သူ့အနေနဲ့ဗန်ကိုချော့တွက်မထားဖို့အတွက်ဗန်သူချာကိုတတိစကားပြောဆိုလာခဲ့ပါတယ်။ဗန်နဲ့ပွဲကတကယ့်ကိုခက်ခဲခဲ့တဲ့ပွဲပါပဲ။ကျွန်တော်အနေနဲ့ကတော့ဗန်သူချာနဲ့လည်းတွဲပြီးလိချင်းဖူးတယ်လို့ဂျိုရှာဗန်နဲ့ကလည်းထူတက်ခဲ့ပူတာကြောင့်နေအောင်စလုံးအကြောင်းကိုကောင်းကောင်းသိထားပါတယ်။ဗန်ကလည်းတကယ့်ကိုဖိုက်တာဂျင်တူပါတက်လန်းတွေအများကြီးရှိနေပါတယ်။ဒီပွဲမှာဗန်သူချာပဲအနိုင်ရရှိသွားဖို့များတယ်ဆိုပေမဲ့လည်းဗန်ကိုချော့တွက်ထားလို့မရပါဘူး။ ဗန်ရဲ့ဖက်မှာလည်းအနိုင်ရဖို့အတွက်အခွင့်အရေးတွေရှိနေပါတယ်လို့ဘလူးနစီဗာကပြောဆိုသွားခဲ့တာဖြစ်ပါလိမ့်လက်တလောပရိသတ်တွေကြားမှာနာမည်ကြီးနေတာကတော့ဖန်တူချန်ရဲ့ဗန်တန်ဝိတန်ကိုတတ်နိုင်ချေရှိသလားဆိုတာပဲဖြစ်ပါတယ်ဗန်နဲ့ထူးတက်သွားမဲ့ပွဲကဖန်တူချန်ရဲ့ငါးပွဲမြောက်ချန်ပီယံကောက်ွယ်ပွဲလေးဖြစ်ပါလိမ့်ဒီပွဲတာအနိုင်ရလိုက်နိုင်မဲဆိုရင်တော့ဖန်တူချန်အနေနဲ့ဗန်တန်ဝိတန်ကိုတတ်ပြီးတော့မှမီရက်ဒဗီရှီလီထန်ကန်လေးချန်ပီယံခပ်ပတ်ကိုစင်ခေါ်သွားနိုင်တဲ့ဆိုပြီးပြောဆိုနေကြတာပါ ။ဒါပေမဲ့လည်းဖန်သူကြအနေနဲ့ကတော့လက်ရှိမှာဝိတန်တက်မဲ့ကိစ္စကိုမစင်စားသေးဘဲဗန်နဲ့ထူတဲ့ရမဲ့ပွဲအတွက်ပဲအာယုံစိုက်နေတယ်ဆိုပြီးပြောဆိုသွားခဲ့ပါလေ။ဂျိုရှောဗန်နဲ့ထူတဲ့သွားမှနဲ့ပတ်သက်ပြီးတော့ဖန်သူကြကသူ့အတွက်စင်ခုံမှုတစ်ခုဖြစ်လာနိုင်တယ်ဆိုပေမဲ့လည်းချန်ပီယံပွဲကတော့စင်ခုံနိုင်လောက်အောင်မှာမဟုတ်ဘူးဆိုပြီးပြောဆိုသွားခဲ့ပါလေ။ဘာနဲ့ထုတ်တက်သွားမှာကကျွန်တော်အတွက်စိန်ခေါ်မှုတွေဖြစ်လာနိုင်တဲ့ဆိုတာတန်တရားမရှိပါဘူး ကျွန်တော်ကပြီးခဲ့တဲ့နှစ်20လောက်အတွင်းမှာနီးပြကောင်းတွေနဲ့အများကြီးလီချင်းခွင့်ရတယ်လို့သူတို့စီကနေပြီးတော့လဲအစ်စ်အစ်စ်တွေကိုတင်ယူခွင့်ရရှိခဲ့ပါလေ။ဘန်ကိုမြင်ရတာတစ်ချိန်တုန်းကကျွန်တော်ကကျွန်တော်ပြင်မြင်ရနေတယ်လို့ပါပဲ။ဒါပေမဲ့အသက်23 24နှစ်ဆိုတဲ့အရွယ်မှာချန်ပီယံစိန်ခွန်နိုင်ခဲ့တဲ့အထီတော့အဆင်သင့်ဖြစ်နေအောင်မဟုတ်ပါဘူးလို့ဖတူဂျန်ကပြောဆိုသွားခဲ့တာဖြစ်ပါလေ။ ဒီပွဲမှာကမ္ဘာတဝန်းကပြည်သက်တွေပြောဆိုနေကြတယ်လို့ပဲဖန်သူကြအနိုင်ရရှိနိုင်ခြေကများတယ်ဆိုပေမဲ့လည်းဗန်နေနဲ့အားလုံးအံ့အားတင်းရလောက်အောင်လုပ်ပြသွားနိုင်မလားဆိုတော့ကိုကျွန်တော်တို့ကမ္ဘာတဝန်းက MMA ပြည်သက်တွေအနေနဲ့စိတ်ဝင်တစားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဖိလစ်ပိုင်ရဲ့ပထမဆုံးနှစ်ထပ်ကွန်ချန်ပီယံဖြစ်လာစေရမယ့်လို့ဂရုပြုလိုက်တဲ့ဂျိုရှွာပါစီယိုရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဆိုတာကတချိန်တုန်းကဝမ်ချင်မရှိရဲ့ MME ဘိုင်းမှာလွမ်းမှုထားနိုင်ခဲ့တဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါလေဖိလစ်ပိုင်နိုင်ငံသားချန်ပီယံတွေဝမ်ချင်မရှိမှာအများကြီးပေါ်ထွက်ခဲ့ဘူးတို့လို့ချန်ပီယံမဟုတ်ရင်တောင်မှပွေချင်းပြတ်နိုင်ခဲ့တဲ့ဖိုက်တာတွေကလည်းမနေလှပါဘူးဖိလစ်ပိုင်ကထင်းလက်ကြီးဂျင်ဟာဆိုရင်လည်းဝမ်ချင်မရှိမှာမျက်နှာတာပြီးခံရပြီးတော့ဖိုက်တာကောင်းတွေကိုလည်းအများကြီးမွေးထုတ်ပေးနိုင်ခဲ့ပါလေနောက်ပိုင်းမှာတော့ဝမ်ချင်မရှိမှာဖိလစ်ပိုင်ဖိုက်တာတွေရလက်မကောင်းခဲ့ကြတို့လို့ ချန်ပီယံခပ်ပတ်တွေကိုလည်းလက်လွတ်လာကြရပါတယ်။တင်းလက်ကေးကလည်းပြူကွဲတွားခင်းရပြီးဖိုက်တာတွေကလည်းတကွဲတပြားစီဖြစ်ကုန်ရပါတယ်။လက်ရှိမှာတော့ဝမ်ချမင်းရှစ်မှာဖလန်ပိုင်နိုင်ငံသားချန်ပီယံနှဦးတာကျန်ပါတော့တယ်။သူတို့ကတော့ Strawweight ချန်ပီယံ Joshua Fasio နဲ့အမျိုးသမီးအန်တန်ဝိတ်ချန်ပီယံ Denise Wanga တို့ပဲကျန်ရှိတော့တာလည်းဖြစ်ပါတယ်။အရင်တုန်းကဖလန်ပိုင်ဟာဝမ်ချမင်းရှစ်မှာချန်ပီယံဖိုက်တာတွေအများကြီးရှိခဲ့ပြီးမြဲလိုအပ်ချက်တခုတော့ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ဝမ်ချမ်ပီယံရှစ်မှာဖိလစ်ပိုင်နိုင်ငံသားနှစ်ထပ်ကွန်ချန်ပီယံဆိုတဲ့ဂုဏ်ပုတ်မရှိသေးတာပဲဖြစ်ပါတယ်။ဂျိုရှွာဖာစီယိုကတော့လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်1173ပြိုင်ပွဲကြရင်နှစ်ထပ်ကွန်ချန်ပီယံဖြစ်ဖို့အတွက်ကြိုးစားလာတော့မှာဖြစ်ပါတယ်။သူအနေနဲ့ဝေတန်တက်ပြီးတော့မှယူယန်ဝါကာမတ်ဆုရဲ့ Flyweight Champion ခပ်ပတ်ကိုစိန်ခေါ်ထိုးတက်မှာဖြစ်ပါတယ်။ပွဲစဉ်မတိုင်ခင်ပွဲကြိုအင်တာဗျူးတွေမှာဆိုရင်လည်းသူအနေနဲ့ကဖိလစ်ပိုင်ရဲ့ပထမဆုံးတော့နှစ်ထပ်ကွန်ချန်ပီယံတအူးဖြစ်အောင်လုပ်ပြမယ်ဆိုပြီး တိသေးပြောဆိုသွားခဲ့ပါတယ်။ဒါကကျွန်တော်အတွက်တာမကဘဲဖိလစ်ပိုင်နိုင်ငံအတွက်လည်းအခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးသောနှစ်ထပ်ကွန်ချန်ပီယံပေါ်ထွက်လာဖို့အတွက်အခွင့်အရေးရှိနေပြီလည်းဖြစ်ပါတယ်။ယူယန်ဝကမတ်ဆုကလည်းအလဲထိုးပါဝါရှိသလိုသူ့ရဲ့ graphing ပိုင်းကလည်းတူးတက်လာခဲ့တာတွေ့ရပါတယ်။ကျွန်တော်ကလည်းပညာဆုံးထုံတုံပြီးတော့ကစားသွားမှာပါ။ကျွန်တော်အနေနဲ့အရင်နဲ့မတူတဲ့ Joshua Van ကိုချပြသွားမှာပါ။ ငွေရမြေကိုချန်ပီယံခပ်ပတ်နဲ့အတူပြန်လာခဲ့ပါမယ်လို့ပါစီယိုကပြောဆိုသွားခင်တာဖြစ်ပါတယ်။တပတ်ကယူယာဝကမတ်စုကလည်းအင်ရှင်ပြိသက်တွေရှိမှထူတက်ရမယ့်အသာချက်ရှိနေတဲ့အပြင်ဝိကက်ပိုင်းကလည်းသူထူတက်နေကြဝိတန်းဖြစ်တာကြောင့်ထွတီထူထူဝိကက်လုံးစရာမလိုဘဲသူ့အတွက်ကအသာချက်တွေရှိနေပါတယ်။ဂျိုရှွာပါစီယိုကတော့ဝိတင်ပြီးထူတက်သွားရမှာဖြစ်တာကြောင့်တက်လုံးပိုင်းကသူထူတက်နေကြဝိတန်းလောက်အဆင်ပြေပါမလားဆိုတာကတော့စိုးရိမ်စရာရှိနေပါတယ်။ ဇလက်ပြီးတော့158 38အတွက်ပွဲကျင်းတွေကိုကြီးညာလာခဲ့တဲ့ One Championship အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်။ One Championship ဟာလာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဆိုရင်တော့159 38တင်ပွဲကြီးကိုကျင်းပသွားဖို့ရှိနေခဲ့ပါလိမ့်။ဒီပြိုင်ပွဲရဲ့ကောင်းပွဲမှာဆိုရင်တော့ Vervisio Andrani နဲ့ Mongolia Fighter G M Oki Banta Kuro ရဲ့ Banawi Champion ခပ်ပတ်လူပွဲအနေနဲ့ထုတ်တက်သွားကြဖို့ရှိနေပါလိမ့်။လက်ရှိမှာတော့1 Championship က159 38ပြိုင်ပွဲမှာပါဝင်လာမဲ့ နောက်ထပ်ပွဲချင်းတစ်ပွဲကိုလည်းချပြလာခဲ့ပြီဖြစ်ပါတယ်ပထမဆုံးတွဲဆိုင်အနေနဲ့ကတော့ Thai Fighter Shadow နဲ့ Egyrian Fighter Rimbat 2ရဲ့ Featherweight Muay Thai တွဲဆိုင်ပဲဖြစ်ပါတယ်ဒါကတော့ဒီ Fighter နဲ့အတွက်မကြီးပွဲလေးဖြစ်နေပါတယ် Shadow နဲ့ Rimbat 2ဟာပြီးခဲ့တဲ့ဇွန်လလတုန်းကမှပဲထိုးတက်ခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီပွဲကတော့ No Contest နဲ့ပဲအဆုံးသတ်သွားခဲ့ရပါတယ်လက်ရှိမှာတော့1 Championship က ီဖိုင်တာနေရောအတွက်မကြည်ပွင်းပြင်ပြီးစီစဉ်လာပြီးခဲ့ပါလေရှဲဒိုက no contest နဲ့ပွဲပြတ်သွားခဲ့ရပြီးတဲ့နောက်ပိုင်းမှာတော့နှစ်ပွဲထိုးတက်ထားပြီးတပွဲနိုင်တပွဲရှုံးနဲ့ထားပြီးမဲ့ဂျိန်ဖက်ကတော့အခုမှပဲပွဲပြန်ထိုးတက်ရတာပါမကြည်ပွင်းကတော့ပြတ်သားတဲ့ရလက်တစ်ခုပေါ်ထွက်လာဖို့ရှိနေပြီးဘေးဖိုင်တာကအနိုင်ရယူသွားနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရုံပဲရှိပါလိမ့်နောက်ထပ်တွဲဆိုင်ကတော့ Time Mali Nueva Fighter တို့ဖြစ်တဲ့ Alif နဲ့ လဘနွန်လူငယ်ဖိုက်တာလေးဖြစ်တဲ့ Remandan Odess တို့ရဲ့ Strawway ဝီထိုင်းတွဲဆိုင်ပေးဖြစ်ပါလိမ့် Remandan Odess ဟာဆိုရင်တော့ဝမ်ချမရှိမှရှုံပွဲလုံးဝမရှိသေးပဲနဲ့လေးပွဲစလုံးကိုအနိုင်ရရှိထားခဲ့တဲ့ဖိုက်တာပဲဖြစ်ပါလိမ့်သူကလက်ရှိအချိန်ထိတော့တရဝင်းဒေါ်လာ3သိန်းတန်းစာချုပ်မရရှိသေးဘူးဆိုပေမဲ့လည်း One Friday Fight ကနေတဆင့်တက်ပြီးတော့မှ One Fight Night အဆင့်မှာထူးတက်ခွင့်ရရှိလာခဲ့တာဖြစ်ပါလိမ့် သူနဲ့ထိုးသက်ရမယ့် time mali nuefa fighter တဦးဖြစ်တဲ့ alif ကတော့စာချုပ်ရပြီးတော့ fighter ချင်းတဦးပါပဲသူအနေနဲ့ကလည်းနှစ်ပွဲဆက်အရှုံးကနေပြီးပြန်ရုံထနိုင်ပြီးတော့မှလီးပွဲဆက်တိုက်ကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ် fighter နဲ့အစလုံးက fighter ချင်းတွေဖြစ်ကြသလိုကလေးထိုးဖို့ကိုပဲပြစ်မှတ်ထားပြီးထိုးတက်သွားတဲ့ပုံစံမျိုးလေးလည်းရှိနေပါတယ်ဒါကြောင့်ဒီတွဲဆိုင်ကလည်းပြိတ္တတွေကိုဖြောပြမှုပြီးနိုင်တဲ့ပွဲကျန်းတဲ့ပွဲဖြစ်လာမှသိချာနေပါတယ် 1598မှာဆိုရင်တော့ lightweight MMA ပွဲချင်းကြီးတပွဲလင်းပါဝင်လာဖို့ရှိနေပါလေ။ Brazita Luke Gabriel ဆိုတဲ့ fighter ကတော့ Russian fighter တဦးဖြစ်တဲ့ Magomed Akhet ကိုရှင်ပြိုင်ထိုးတက်သွားရမှာပင်ဖြစ်ပါလေ။ဒီပွဲက Brazil Jiu-Jitsu နဲ့ Sambo Nabando အပြိုင်ကျမဲ့ပွဲတပွဲလို့လဲဆိုနိုင်ပါလေ။ Luke Gabriel ကတော့ One Championship မှာလုံးဝရှုံးပွဲမရှိထားသေးပေမဲ့၃ပွဲနိုင်တဲ့ပွဲပွဲပြက်ရလဒ်ကိုပိုင်ဆိုင်ထားပါလေ။ တက္ကစတန်သားမဂုမဲအခက်ကတော့ဝမ်ချမရှိမှာအဖွင့်ပွဲမှာရှုံးနေထားရပါလေဂျူဂျီဆုနဲ့ဆမ်ဘူနပန်းအပြိုင်မဲ့ဒီပွဲကလည်းဘလူရလက်ထွက်လာမလဲဆိုတော့ကိုစောင့်ကြည့်သွားဖို့လိုအပ်နေပါလေဆက်လက်ပြီးတော့မှမာလာပါနေဆိုတဲ့တမနီရော့ထန်ကူတောင်အမောက်တိတ်ပြမဲဆိုတဲ့နောင်အိုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေနောင်ဟာဆိုရင်တော့ယခုအချိန်မှာ38နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ထိုင်းဝိုင်းဟင်ဖိုက်တာကြီးတူဦးပင်ဖြစ်ပါလေ။ အသက်အရွယ်အရာ fighter ဘွားနေဝင်ချိန်ကိုရောက်နေပြီဆိုပေမဲ့လည်းနောက်ဝင်ကတော့ lamb shot တီးပင်းနဲ့ champion ဖြစ်ဖို့အတွက်ကိုရည်မှန်းထားပုံရပါလေအရင်တော့ကတော့နောက်ဝင်ဟာ one championship မှာ bantamweight champion ဟောင်းတူအနေနဲ့ရှိနေခဲ့ပါလေအခုတော့ flyweight တန်းကိုဆင်းပြီး flyweight ခပ်ပတ်ကိုပြင့်မဲ့ထားနေခဲ့တာလည်းဖြစ်ပါလေနောက်ဝင်ကနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်တော့ခွန်ထောအနီးကိုအမှတ်နဲ့အနိုင်ယူပြီးရှုံးကျွေးဆက်နိုင်ခဲ့ပါလေ ဒီနိုင်ပွဲကြောင့်ပဲ1 championship ဘက်ကလည်းနောင်ဦးကိုအခွင့်အရေးပေးခဲ့ပြီးတော့ flyweight champion လူပွဲကိုစီစဉ်ပေးခဲ့ပါလေ1 championship ကလာမယ့် November လမှာကျင်းပပြစ်လို့သွားမယ်1173ပြိုင်ပွဲကြီးမှာ Rotan နဲ့နောင်ဦးတို့ကို flyweight champion လူပွဲအနေနဲ့ပွဲတယ်ပြီးထားခဲ့တာပဲဖြစ်ပါလေ Rotan လက်လွတ်ထားခဲ့ရတဲ့ flyweight champion ခပ်ဘက်ကိုပြန်ပြီးစိန်ခေါ်ထိုးတက်သွားရမှာလေဖြစ်ပါလေနောင်ဦးအနေနဲ့ champion ဖြစ်ဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုပေမဲ့ အသက်အရွယ်အရမလဲကိုနိုင်တော့ဘူးလို့ပဲပြောရမှာဖြစ်တယ်လို့တပတ်ကဖိုင်တာကလည်းအရွယ်ကောင်းရှိနေသေးတဲ့ Rotten Low Fighter မျိုးဖြစ်နေတာကြောင့်အများစုကတော့ဒီပွဲမှာပရိသတ်တွေအားလုံးက Rotten ကိုအသာစီရသွားမယ်ဆိုပြီးတော့မှသင်ကြီးပေးနေကြပါလိမ့် Rotten လို့ပြောလိုက်မယ်ဆိုရင်တော့ပရိသတ်တွေကသူ့ရဲ့မာဂုံကို အရင်ဆုံးပြင်းမြင်တတ်ပါလိမ့် Rotan ဟာတမ်နီ Rotan ဆိုပြီးနာမည်ပြောင်းရထားတဲ့အတိုင်းကို မာဂုံပြင်းတဲ့ Fighter တအုပ်ဖြစ်ပြီးတော့သူကို လဲထိုးနိုင်ဖို့အတွက်ထိုင်ချနိုင်အောင်ထိုးနိုင်ဖို့ဆိုတာကတော့တော်တော်လေးကိုခက်ခဲလွန်လာပါတယ်။ဝမ်ချမရှိမှဆိုရင်လဲသူ့အနေနဲ့တပွဲမှအလဲထိုးခံထားခဲ့ရဘူးချင်းမရှိသေးပါဘူး။ဒီလိုဖိုင်တာမျိုးကတော့နောင်အိုကတော့အလဲထိုးပြမယ်ဆိုပြီးကြုံဝါပြောဆိုသွားခဲ့ပါတယ်။ရောထန်ကမာဂုံကောင်းတဲ့ဖိုင်တာဆိုပြီးလူတိများပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့မာဂွန်ကသူ့ရဲ့အဓိက အားသာချက်လို့မထင်ပါဘူး။သူ့ရဲ့အဓိက အားသာချက်ကတော့လက်တီထိုးချက်တွေပါပဲ သူရဲ့လက်တီထိုးချက်တွေကဘဲဖိုက်တာကိုမဆူအမောက်တိတ်နိုင်စွမ်းရှိပါတယ်သူကအလဲထိုးဖို့ဆိုတာကလည်းခက်ခဲပါတယ်ကျွန်တော်အနေနဲ့အမက်နဲ့အနိုင်ရရှိမယ်ဆိုရင်လည်းအစဉ်ပြေပေမဲ့ချိန်သားကြိုက်မယ်ဆိုရင်တော့အလဲထိုးအနိုင်ယူသွားမှာပါဆိုပြီးနောင်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်နောင်အနေနဲ့အနိုင်ယူသွားနိုင်ဖို့တော့မလွယ်ကူတဲ့အနေအထားမျိုးမှာ အလဲထိုးဖို့ဆိုတာကတော့ဘူးလို့တော့မဖြစ်နိုင်ဘူးလို့ပင်တုံ့တက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးအထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာလဲတခြားသောစိတ်ဝင်စားစရာအကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားပြီးဖို့ရှိပါတယ်။ Like and Subscribe မလုပ်ရသေးဘူးဆိုရင်လဲ Like and Subscribe လေးနဲ့အားပေးသွားခဲ့ပြီးဖို့အားလုံးကိုတောင်းဆိုရင်းနဲ့ဗီဒီယိုကိုဒီနေရာမှာပဲအဆုံးတက်ပါမယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကို পাইছাই নাই যাবা জি